ပြမရတီရဲ့ကုဒမနဲ့အာဆနယ်တီရဲ့ကုဒမဘသူပိုကောင်းမလဲ ပရီးမီယာလီဂ်ကလက်ရှိချိန်မှာပြိုင်ပွဲစုံမှာခံတာနေတယ်ဆိုတော့ကုသမာတီဘောကော့တာရဲ့ဆွမ်းဆောင်ရင်ကြောင့်ပဲဖြစ်တယ်လို့ပြောနိုင်ပါတယ်။ဘလုံးအတီတီမှတိုက်စစ်ကိုလင်းနဲ့ကန်စင်နီယာတွေသာရေးကြီးတာမဟုတ်ပဲကုသမာနီယာကလည်းတော်လေးကိုရေးကြီးပါတယ်ဆိုတော့ကိုကော့တာကတတိပြသနေပါတယ်။ကော့တာကရီးမီယာလီဂ်ရဲ့နောက်ဆုံးခန်းစစ်စည်းပြမရှိမဖြစ်ရေးပါတယ်ကစားမတယောက်လည်းဖြစ်ပါတယ်။ကိုယ်တော်မတယောက်ကအတင်းတင်းတင်းတော့ဘလောက်ထိအရေးကြီးတယ်ဆိုတာကိုအမြင်သာဆုံးပြောရမယ်ဆိုရင်တော့မနေ့တကအာဆင်နယ်တင်းနဲ့ရီယယ်မရီဒင်းရဲ့ချန်ပီယံလိကွာတာဖိုင်နယ်ပွဲမှာရှင်းရှင်းလေးလေးမြင်တွေ့နိုင်ပါတယ်။အဲ့ဒီဘက်မှာအာဆင်နယ်တင်းကကိုပေါက်ကန်တွမှု၁၇ချိန်တောင်ရှိခဲ့တာပါ။အဲ့ဒီ၁၇ချိန်မှာအာဆင်နယ်က၃ဂိုးပဲသွင်းနိုင်ခဲ့ပြီး ျန်တဲ့စစ်ကြေးစလုံးကိုကိုရိုက်ကလုံအောင်ကိုအာအင်းမဲ့ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။တိုင်းပြည်ကောမတီရဲကန်ချာညားစာကိုလည်းကိုရိုက်ကပဲအကောင်းဆုံးဖြတ်ထုတ်ကာကွယ်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်ဥပမာတစ်ခုအနေနဲ့မကြသည်မီရပိုင်းတွင်ကကစားကြတဲ့လေဘာဘူးတင်းရဲ့ချန်ပီယံလိဘွဲစင်မှာဆိုရင်လေလေဘာဘူးကရှုံတက်ကဲ၉ချိန်ထိတောင်ရရှိခဲ့ပြီးဒီချိန်မဲ၉ဝင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကျန်တဲ့စစ်ကြေးကိုကိုရိုက်ကပုတ်ထုတ်ကာကွယ်လိုက်တယ်လို့ပြောရင်လည်းမမှားပါဘူး။ဒီလိုချင်းချင်းတက်ခဲ့တင်ခဲ့တဲ့ကိုရိုက်ကြောင့်ပဲ Real Madrid မှာအဓိကခရချနေတာကဘာပီလည်းမဟုတ်တယ်လို့ Bin Sia လည်းမဟုတ်ပဲကိုရိုက်သာဖြစ်နိုင်တယ်လို့သုံးသပ်နိုင်ပါတယ်။လက်ရှိကမ္ဘာပေါ်ကဂိုးသမားတွေထဲမှာဆိုရင်တော့ကိုရိုက်ကအကောင်းဆုံး3ထဲမှာပါဝင်ပြီး မန်နျူအရုရှိနေလို့နံပါတ်1မဟုတ်ရင်တော့နံပါတ်2နေရာတော့မှသူ့ကိုထားတင်ပါတယ်ကိုတိုက်ကြောင့်မဲ့ရီယယ်မီတင်ကလီဗာပူးလိုပွဲမျိုးတွေမှာအများကြီးခံစားခဲ့တာဖြစ်ပါတယ်မဟုတ်ရင်ကိုပြတင်ထားတဲ့ဒီခင်ရမယ်အခြေအနေတွေကိုရင်ဆိုင်ရမှာပါဒီလိုပဲရီယယ်မီတင်အတွက်ကောက်တိုက်ကကောင်းသလိုဒေးဗစ်ရယာကလည်းလက်ရှိအာဆင်နယ်တင်းမှာတော်လေးကိုကောင်းလို့နေပါတယ်ပရီးမီယာလိမှာလည်းနေ့နေ့ဆက်တိုက်ရွှေလဲအိတ်ကိုရယူထားသလိုဒီယာဂျီမှာဆိုရင်လည်းဘေးကိုမရှိတာအခုဆိုရင်ရှစ်ပွဲဆက်တက်တောင်ရှိသွားခဲ့ပါပြီဒါကြောင့်အာဆင်နယ်ပွဲဒီမှာဆိုရင်ရယာကဂိုးပေးမှချင်းတောင်ရနိုင်ရပါတယ်လို့ပရိသတ်တွေကချီးကျူးနေကြပါတယ်ရယာကလည်းကောက်တိုက်လိုပဲနှစ်ခါသုံးခါဇက်တိုက်ကန်ကြက်တွေကိုပုတ်ထုတ်နိုင်စွမ်းရှိပါတယ်အာဆင်နယ်တင်းရဲ့၄တွင်းတောင်မပေါက်တဲ့ခံစည်းတွေကြောင့် ရာဇာတယောက်ခုဆိုရင်စဉ်းကြီးများစွာနဲ့အာဆင်နယ်ကိုဘောမှာပွဲတိုင်းချင်ရည်နေတာဖြစ်ပါတယ်။ရာဇာကောင်းမွန်မဲ့ဒီကစားတော့အာဆင်နယ်တော့တိုင်းနေကြောင့်ရာဇာကလင်းရှိတွေရလာဆိုရင်ပုံမှန်ပါလိမ့်မယ်။ဒါကြောင့်ရာဇာနဲ့ကော့တိုက်ဘသူကပူကောင်းတယ်လဲဆိုတဲ့မိကုံးကိုဖိအားမယ်ဆိုရင်တော့ကော့တိုက်ပဲပူကောင်းတယ်လို့ဖိအားမှာပါ။ဘာလို့လဲဆိုရင်တော့ကော့တိုက်ကတုစီတိုက်ရိုက်လာတဲ့ဘောလုံးကတ်ချက်တွေကိုပုတ်ထုတ်ကာကွယ်နိုင်တာဖြစ်ပြီးရာဇာကတော့ဒီကအဖြစ်အာဆင်နယ်တည့်ရနောက်တန်းခိုင်မာမှုကြောင့်ပဲကလင်းရှိတွေပိုင်းဆိုင်နေတာဖြစ်ပါတယ်။ဘောလုံးလုံးကမှဂိုလမတူရဲ့ဒူအချင်းဆွမ်းဆောင်ရည်တွေကိုတိုက်တိုက်ရမှာကော့တိုက်ကပူပြီးခက်ခဲတဲ့ကာကွယ်မှုတွေကိုလှုပ်ဆောင်နေရပြီးရာဇာကတော့ခန်းစီရဲ့ကူညီနဲ့ပူပြီးအောင်မြင်နေတာလို့သုံးသပ်ရပါတယ်။ဒါကြောင့်ဘရင်ချင်းတွေ့ရင်တောင်လည်းပဲချင်းတော့မတူနိုင်ပါဘူး။ करते हैं अमर बोझे के अपने